ဒီလီမာကြီးမားတဲ့ဒရင်ပုံနဲ့စတင်မှာဖြစ်တယ်။အမျိုးသားမြို့တော်မှာကားပေါက်ကွယ်မှုဒေဆုံးစေတဲ့ဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်ရဟာမကြာသေးမီကမှဖြစ်ပွားခဲ့တာပါ။အ ਨੇ ဆုံးလူ၁၀ယောက်ကျော်ဒေဆုံးခဲ့ပြီးအခြားသူများစွာဒဏ်ရာရရှိခဲ့ပါတယ်။ပေါက်ကွယ်မှုဟာ Redford အနီးမှာမီတာကမ္မတိုင်နာမှာမိပွဲမှာဖြစ်ပွားခဲ့တာပါ။တပ်ပေါ်ရရတော့မီရှန်တဲ့ နစ်နေတဲ့ဂါဒစီကိုမြင်ရပါတယ်အခုချိန်မှာအချက်လက်တွေတော့တိတ်မရှိသေးပါဘူးဒေလီရဲ့ရဲတပ်ဖွဲ့ကော်မရှင်နာပြောကြားချက်ကိုတင်ပြပါမယ်ဒေတာဆန်စော်ချင်းညနေ9:00နာရီလောက်မှာနေကွေးစွာမောင်းနေနေတဲ့ယင်ဒစီဟာမိပိုက်မှာရတန်းခဲ့ပါတယ်ရုတ်တရက်မီရှံဘောလုံးအဖြစ်ပောက်ကွဲသွားခဲ့ပါတယ်ဘေနာကဂါရီဘာပောက်ကွဲမှုကြောင့်ပျက်စီးခဲ့ပါတယ် စိုးစားစစ်ဆေးရေးအဖွဲ့တွေကနေရာမှာရှိနေပါတယ်အဲ့ဒီမှာမြို့သားလုံခြုံရေးတပ်ဖွဲ့ NSG နဲ့မြို့သားစိုးစားစစ်ဆေးရေး Agency NIA တို့ကပါဝင်ပါတယ်နိုင်ငံဝန်ကြီးအမီရှာနဲ့ဝန်ကြီးချုပ်နာဒရန်မိုဒီတို့ဟာဒီဖြစ်ရကိုအနီးကစောင့်ကြည့်နေပါတယ်အခုချိန်ကြီးပောက်ကွဲမှုဘယ်လိုဖြစ်ပွားခဲ့လဲဆိုတာမသိသေးပါဘူးဒါပေမဲ့ Red Fort ဟာ Daily ရဲ့ဘူအချက်မှရှိတာကြောင့်ဒီဖြစ်ရဟာအလွန်အမင်းဆိုးဆိုးဝါးပါတယ်နေ့စဉ် အိန္ဒိယဝန်ကြီးချုပ်ဟာအဲ့ဒီနေရာကနေလွတ်လပ်ရေးနှင့်မိခွန်ပြောကြားလေးရှိပါတယ်။ Redford ပေါ်ဝင်ချက်တစ်ခုလုံးပိတ်ဆို့သွားပြီဖြစ်တယ်။မိသားကားခုနှစ်စီးနေရာကိုဆီလုခဲ့ပါတယ်။မိငိတ်တနေစေဖြစ်တယ်။ဒေသဆိုင်ရာအနာပိုင်တွေကတော့နေရာကိုဝေဝေဆောင်ဖို့တောင်းဆိုထားပါတယ်။ဒီဒီနေ့ဟာဆက်လက်ပြဖို့နေစေဖြစ်တယ်။ချက်လက်အသေးတွေလည်းတက်လာပါပြီ။အခုချိန်မှာတော့ရှိတဲ့ဓာတ်ပုံတွေကို တင်ပြမှဖြစ်တယ်။ဓာတ်ပုံတွေကတော့စိတ်နှောက်ရှက်ဖြစ်စေနိုင်လောက်တဲ့အတွက်ကြောင့်ကျေးဇူးတွေတည်ထားစေချင်ပါတယ်။ အလွန်ကြီးမားတဲ့ပောက်ကွယ်မှုဖြစ်တဲ့အမျိုးသားမြို့တော်ရဲ့ဘုဟုချက်မှာကာရဇီမီရှန်နေမြို့သွားပြီးပဝန်ချင်အားကားရီဝါမိလောင်ခဲ့ပါတယ်။ဒါဟာမီတီကမတိုင်နာကမိပိုက်မှာဖြစ်ပေါ်ခဲ့တာပါ။အခုဆိုရင်ထိလန့်မှုနဲ့ရှုပ်ထွေးမှုတွေရှိနေပါတယ်။ဒေလီရဲ့ထိတ်တန်းစုစမ်းစစ်ဆေးအေဂျင်စီနေရာမှာရှိပါတယ်။တရင်တွေအရလူပေါင်း20လောက်ကိုစီယုံမှာတင်ထားရပါတယ်။ဒီတင်းဟာဆက်လက်ဖြစ်ဖြစ်နေဆဲဖြစ်တဲ့အချက်လက်တွေရတိုင်းဆက်လက်တင်ပြမှာဖြစ်တယ်။ ခုချိန်မှာတော့အမျိုးသားမျိုးတော်မှကြီးမားတဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းအတည်ပြုနိုင်ပါတယ်။ဒီချိန်ထဲမှာပဲအိန္ဒိယလူ့ကျိုးရေးတပ်ဖွဲ့တွေအားယနေ့အချမ်းဖက်အဖွဲ့တစ်ခုကိုစာပွေတွေ့ရှိခဲ့ပါတယ်။ပောက်ကွဲပစ္စည်းတန်းချိန်၃ဒံနေပါတင်ဆက်ရမိခဲ့ပါတယ်။ဒီပမာဏဟာမြို့တက်တစ်ခုလုံးအပိုင်းခြားများစွာဖြစ်ရှိနိုင်တဲ့ပမာဏပါ။ဒီစစ်စင်ရေးဟာဂျမ်မူးနဲ့ကာရှမီးယားမှာဖြစ်ပွားခဲ့တာပါ။တန်တရားရှိသူ9ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ခုချိန်ထိဒီစစ်စင်ရေးနဲ့ daily ပောက်ကွဲမှုအကြား အတည်ပြုထားတဲ့ဆက်သွယ်မှုမရှိသေးပါဘူး။ဒါပေမဲ့ရဲတွေကဒါဟာတာမန်ဒေတာအတွင်းအဖွဲ့ငယ်တစ်ခုမဟုတ်ဘူးလို့ပြောပါတယ်။ပြည်내အချင်းချင်းဆက်သွယ်ထားတဲ့ကြီးမားတဲ့စနစ်ကြတဲ့ဂုဏ်ရပ်တစ်ခုဖြစ်ပါတယ်။ကြော်ကြတဲ့အကြံဖက်အဖွဲ့တွေနဲ့ဆက်နွယ်လည်းရှိပါတယ်။စုံစမ်းစစ်ဆေးသူတွေကဒီအဖွဲ့ကိုနာမည်တစ်ခုပေးထားပါတယ်။သူတို့ကိုအဖြူရင်ဆိုင်မော်ဂွန်ဝိုက်ကလာမော်ဒူလီလို့ခေါ်ပါတယ်။ ပညာတတ် professional တွေဦးဆောင်တဲ့ကွန်ရက်တစ်ခုဖြစ်ပြီးကုတ်ဖွင့်ထားတဲ့ကြိယာတွေနဲ့အစင်းမြင့်ဤပညာတွေအသုံးပြုပြီးအကြံဖက်တိုက်ခတ်မှုတွေစီစဉ်ထားတာပါ။ဂျမ္မူနဲ့ကာရှမီးယားရဲတွေဟာကြီးမားတဲ့ကြံဖက်ကြံစည်မှုတစ်ခုကိုစောင့်ဝေးတွေ့ရှိခဲ့ပါတယ်။ဒေသခံ9ယောက်ကိုဖမ်းဆီးခံခဲ့ရပါတယ်။ပောက်ကွဲပစ္စည်းကီလိုဂရမ်2900နီးပါးသိမ်းဆည်းရမိခဲ့ပါတယ်။ဒါဟာအိန္ဒိယမှာမကြသေးမီကအကြီးမားဆုံးစောင့်ဝေးတွေ့ရှိမှုတွေအတစ်ခုဖြစ်ပါတယ်။ပမာဏအတင်းစားကောင်းပါတယ်ပောက်ကွဲပစ္စည်းတွေဓာတုပစ္စည်းတွေဝါယာကြိုးတွေအီလက်ထရောနစ် စက္ကတ်တွေအဝေးထိန်းဖွင့်ခလုတ်တွေနဲ့ဘက်ထရီတွေဖြစ်ပါတယ်ဒေစင်နိုင်တဲ့ဘုံတွေလှုပ်ဖို့လိုအပ်တဲ့အရာအလုံးပါဝင်ပါတယ်ရှင်းလင်းဆော့ဖ်ဝဲတူဟာဒူရီဟာခရိုင်မြောက်စွာမနဲ့ဂျမ်မူးနဲ့ကက်စမီးယားပြင်ပမှာပါပြုလုပ်ခဲ့ပါတယ်ဒေတာရဲဒေတာရဲတပ်ဖွဲ့နဲ့အခြားအိန္ဒိယပြည်နယ်တွေကတပ်ဖွဲ့တွေကပူးပေါင်းဆစ်ဆင်ရေးဖြစ်ပါတယ်စိုးရဆစ်စစ်တူတွေကဒီအဖွဲ့ကပြည်내အချင်းချင်းလှုပ်ဆောင်တဲ့အကြမ်းဖက်ကွန်ရက်ရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ယုံကြည်ပါတယ် ဂျေအီမိုဟာမက်နဲ့အန်ဆာကဝတ်ဦးနှင်းတို့ရဲ့ဆန္ဒမှုရှိတယ်လို့လည်းယူဆပါတယ်သူတို့ရဲ့ရွေးချက်ကမြို့များစွာမှာတပုံးတပြိုင်နက်တည်းဘုံတိုက်ခတ်မှုတွေပြုလုပ်ဖို့ဖြစ်ပါတယ်ရဲတွေဟာဒါတို့ပစ္စည်းတွေကိုမတွေ့ခဲ့ပါဘူးလက်နက်တွေပါတွေ့ရှိခဲ့ပါတယ်တရုတ်တနဘီရက်တာတနာ AK56 rifle နဲ့ AK Grinko rifle တို့ဖြစ်ပါတယ်အဲ့ဒီလက်နက်အားလုံးကိုဆက်လက်ဆောင်ဖွေမှုအတွင်းတွေ့ရှိခဲ့တာပါ စိုးစားစစ်ဆေးမှုဟာအော်တိုဘာလကလေးကစတင်ခဲ့တာပါအဲ့ဒီအချိန်မှာဂျမ္မူနဲ့ကာရှမီးယားမှာလုံခြုံရေးတပ်ဖွဲ့တွေကိုချင်းချောက်တဲ့ပိုစတာတွေကိုပေါ်ထွက်ခဲ့ရပါတယ်အဲ့ဒီပိုစတာတွေဟာပြောင်းစုံတဲလွန်စားတွေဖြစ်ခဲ့ရပါတယ်ရဲအနေနဲ့အတွင်းရဲတွေကအွန်လိုင်းကွန်ရက်ကိုကြေခံခဲ့ပြီးဖက်စီမှုတွေပြုလုပ်ခဲ့ပါတယ်အိန္ဒိယရဲ့အကြံဖက်တိုက်ဖြတ်ရေးဥပဒေ UAPA အောက်မှာအမှုဖွင့်ထားပါတယ်ရဲတွေကဒါဟာသူတို့ဂိုင်းတွယ်ခဲ့ရတဲ့အခက်ခဲဆုံးအမှုတွေကတစ်ခုဖြစ်တယ်လို့ပြောပါတယ် တဏှာရှိသူတွေကပညာတတ် professional နဲ့နိပညာကျွမ်းကျင်တဲ့အဖြူရေးဆိုင်အကျန်းဖက်ကွန်ရက်ရဲ့အဖွဲ့ဝင်ဖြစ်တယ်လို့ဆိုပါတယ်။ကုတ်ဖွင့်ထားတဲ့ app တွေအသုံးပြုပြီးစီစဉ်မှုနဲ့လူသစ်စုဆောင်မှုတွေပြုလုပ်ခဲ့ပါတယ်။ငွေကြေးတွေကိုတရားဝင် ban channel တွေကနေဖြင့်လွှဲပြောင်းခဲ့ပါတယ်။ ban စီခံရသူတွေထက်မှဆောင်းဝင်နှောက်ပါဝင်ပါတယ်။ရဲတွေကသူတို့ဟာ professional ဆက်ဆံရေးတွေကိုအသုံးပြုပြီးငွေကြေးထောက်ပံ့မှုနဲ့ထောက်ပံ့ပို့ဆောင်ခြင်း ကူညီပေးခဲ့တယ်လို့ပြောပါတယ်ပစ္စည်းဝယ်ယူမှုနဲ့စစ်စင်ရေးတွေစီစဉ်ရမှာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်တွေ့ရှိခဲ့တဲ့ပစ္စည်းတွေကကြီးမားတဲ့ပျက်စီးမှုဖြစ်စေနိုင်ပါတယ်ပောက်ကွဲဓာတုပစ္စည်းကီလိုဂရမ်2900ဟာအင်အားကြီးဘုံများစွာလုံနိုင်ပါတယ်ဒါမှမဟုတ်နေရာများစွာကိုရတရပများစွာတိုက်ခိုက်နိုင်တယ်လို့ဆိုပါတယ်ဒီလိုအစီအစဉ်တွေကလက်တွေ့ပွားနဲ့ဘလောက်နီးစပ်နေလဲဆိုတာပြသနေပါတယ်။နေပေါ်များစွာအိန္ဒိယလိုချိုးခြင်းအေဂျင်စီတွေက ကျန်းဖက်နီးပြွာတွေပြောင်းလဲနေတယ်လို့သတိပေးခဲ့ပါတယ်။နေဆာဖြတ်ကျော်ဝင်ရောက်မှုအစားဒေသအတွင်းဆွန်ရောက်မှု ဖြစ်ပေါ်လာနေတော့အာယူဆိုင်ရပါတယ်။ပွင့်လင်းလက်ချင်းရစကန်တွေအစားလူဝက်အဖွဲ့တွေအသုံးပြုလာပါတယ်။လက်နက်တူတဲမှုအစားဒေသအတွင်းဓာတုပစ္စည်းတွေကိုဝယ်ယူလာပါတယ်။ဒီဖြစ်ရဟာအဲ့ဒီပြောင်းလဲမှုကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ပညာတတ်ဆုဆောင်သူတွေကတ်ပွင့်ဆက်တွေ့ရင်းနဲ့ professional ဖုံးကွယ်မှုအောက်ကအစွန်ရောက်အစီအစဉ်တွေဖြစ်ပါတယ်။ ဒီစစ်စစ်ရေးဟာလုံခြုံရေးညွန့်နိုင်မှုတိုးတက်လာပုံကိုလည်းပြတ်တက်နေပါတယ်။ပြည်내အချင်းချင်းတပ်ဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့ရပါတယ်။တချိန်နဲ့တပင်းကြီးတပင်းကြီးတဲ့ထောက်လန်းရေးအချက်လက်တွေမျှဝေခဲ့တာကြောင့်ဒီကြီးမားတဲ့စာဖွေတွေ့ရှိမှုကိုပြုလုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့အစည်းပေါက်ပူးပေါင်းမှုမရှိရင်ရဲတွေကဒီကြံစီမှုကိုအချိန်မီမတွေ့နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဆိုတဲ့စီစီတို့ရဲ့အတွက်ဒါကအစပဲဖြစ်ပါတယ်သူတို့ကငွေကြေးလမ်းကြောင်းကိုဆက်လက်လိုက်နေပါတယ် ငွေကိုဘသူပေးခဲ့လဲပစ္စည်းတွေဘယ်ကရခဲ့လဲသိရှိနေပါတယ်။တမန်လူတွေအတွက်ဒီတဲ့င်းဟာတရင်ပေးချက်တစ်ခုဖြစ်ပါတယ်။အချမ်းဖက်ကွန်ရက်တွေဟာအဝေးကြီးမှာပုံနေတာမဟုတ်ပါဘူး။အခု တက္ကသိုလ်တွေစီယုံတွေနဲ့ online platform တွေမှာတွေ့နိုင်ပါတယ်။ဒါဟာအစွမ်းရောက်ဝါဒရဲ့မျက်နှာသစ်ဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အောင်မြင်မှုတစ်ခုရှိပါတယ်။ကြီးမားတဲ့အချမ်းဖက်ကြံစည်မှုတစ်ခုကိုစမီတားဆီးနိုင်ခဲ့ပါတယ်။ အိန္ဒိယလူ့ကျိုးရေးတပ်ဖွဲ့တွေအတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်။ခြေချောက်မှုဟာပုံစံပြောင်းလဲနိုင်ပေမဲ့လုံးဝပျောက်ကွယ်သွားတာမဟုတ်ဘူးဆိုတာကိုလည်းသတိပေးနေပါတယ်။တချို့တည်းမှာပဲဒေးလီကြီးမားတဲ့တရင်ကိုဆက်လက်လိုက်ကြည့်နေပါတယ်။